ားလုံးပဲမင်္ဂလာပါအဲကျွန်တော်ဟောက်ပီဒီဇိုင်းနေပြန်လဲပြီးတော့ကြိုးဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီ Photoshop အဲ essential ပေါ့နော်အဓိက basic ဖြစ်တဲ့ဟာတွေအကုန်လုံးလဲကျွန်တော်တို့သင်ပြီးပြီပေါ့နော်ဆိုတော့အရှိပိုင်းမှာအဲဒီ basic ထပ်ပို့တဲ့ဟာအများကြီးပါတယ်ပေါ့နော်ဆိုတော့အဲတချို့ machine နဲ့လူတွေရှိရင်လည်းကျွန်တော်ပြန်ပြောပေးပါပေါ့နော် comment မှာပဲဖြစ်ဖြစ်ကျွန်တော်တို့အာ personal မှာပဲဖြစ်ဖြစ်ပြန်မေးလို့ရပါတယ်အဲကျွန်တော်တို့ဒီတစ်ခါပေါ့နော် Photoshop တစ်ခုက ဘယ်လို save လုပ်မလဲပေါ့နော်အဲဘယ်လို save လုပ်ရမလဲအဲပြီးကြရင်ကျွန်တော်တို့ save တဲ့ဟာအများကြီးရှိတယ်ပေါ့နော်ဆိုတော့အာ save တဲ့ပုံစံရယ်ပြီးကြရင် document ယူတဲ့ဟာပေါ့နော်ပထမဆုံးမှာပြောခဲ့တဲ့ new document ယူတဲ့ဟာရယ်ဒီ save လုပ်တဲ့ဟာပဲပေါ့နော်အဲနှစ်ခုကိုကျွန်တော်တို့ဟိုနောက်ဆုံးအနေနဲ့ပေါ့နော်အဲတိတိကျကျလေးကျွန်တော်တို့ဟိုလေ့လာမယ်ပေါ့နော် okay new new file ခေါ်လာမြန်ပါเนาะ new file ဆိုရင်ကျွန်တော်တို့อืม ီမှာပေါ့နော်20 50 20 50ပေါ့နော်ဒီမှာကြတော့ကျွန်တော်120မဟုတ်ရင်90မိနစ်လောက်ပဲထားတယ် resolution ကကြတော့ကျွန်တော်ဒီ screen မှာမြင်ရတဲ့ဟာအကုန်လုံးကကျွန်တော်90မိနစ်ပဲထားတာများတယ်90မိနစ်နဲ့ကြည့်ကြည့်နေရပါတော့ကျွန်တော်ကြည့်နေရတယ်နဲ့နှစ်သွင်းရ၅သွင်းရဆိုရင်ဒီအပေါ်ကပေါ့နော် pixel က အဲနင့်သွင်း5တရားဆိုတော့တော်များတဲ့အထဲပါတယ်ဆိုတော့80နှစ်ကထားလို့ရတယ်တကယ်လို့များပါတော့เนาะ1500ပြည်စယ်လို့ဆိုရင်ကျွန်တော်ပို့ပို့လို့လို့ပေါ့เนาะ120လောက်ထိထားလို့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့เนาะ resolution များရင်ကျွန်တော်တို့ဒီအနီးကပ်ဆွဲလိုက်ရင်ပေါ့เนาะပို့ပြီးတော့ကြည့်ရအဲကတော့ကျွန်တော်တို့ဒီ RGB ဖြစ်ဖို့ရယ် resolution ကအဲ120မကျော်ရင်ပို့ပြီးတော့အဆင်ပြေတယ်ကျွန်တော်တို့အဲအဲ့ထက်လုံးဝပို့လဲအလကားပဲပေါ့เนาะကျွန်တော်တို့ computer လဲလေးတယ် ဖိုင်ဆိုင်ရလဲပို့တော်တော်ကြီးွားရပါနော်တချို့ဟာရဆိုရင်300တိထားတယ်ဒါပေမဲ့အဲ့လောက်တိအမလို့ဘူးကျွန်တော်တို့ဆက်နာတာပဲရှိမယ်ပေါ့နော်ပြီးကြရင်ကျွန်တော်တို့အပရင့်ထုတ်မယ်ပေါ့နော်ပရင့်ထုတ်မဲ့ဒီဇိုင်းတွေကြတော့ကျွန်တော်တို့အ business card တွေက3.5 2ရှိတယ်ဥပမာကျွန်တော်တို့အလင်းနေမှာ3.5 inches ပေါ့နော်ဒီအမြင့်နေရာမှာ 2 inches ပါနော်အဲထားကြည့်လိုက်မယ် resolution ကိုကျွန်တော်300ထားလိုက်တယ်ဒီနေရာမှာ RGB လို့ပြောင်းလိုက်တယ် RGB ဒီမှာပြောင်းတာနဲ့တခါတယ်ဒီအောက်မှာ color profile နေရာမှာအဲ CMYK US web ပေါ့နော်ဒီဟာတုံးတယ်အဲ okay အဲဆိုရင်ကျွန်တော်တို့ဒီ print ရပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ print လုပ်တဲ့နေရာမှာအဲ resolution 300ထားတယ်ကျွန်တော်တို့ဟိုရင်ကပြောခဲ့သလိုပဲအော်တချို့ billboard အကြီးတွေပေါ့နော်အကြီးတွေဖြစ်ဖြစ်ကျွန်တော်တို့ file size ကြီးတဲ့ဟာရယ်ဆိုရင်ကျွန်တော် resolution 300ကအဲဆက်လဲတော်တော်နားသလိုအာ AD 300လောက်ထိနိုင်တဲ့ V9 set တွေကအာဒီချိန်မှာရှိချိန်မှာရှိမယ်ပေါ့နော်အဲဆိုတော့အဲကျွန်တော်တို့တော်တော်များများကဟောအရင်ကြီးတဲ့ဟာရယ်ဆိုရင်တချို့တွေဆိုရင်80နှစ်လောက်ပဲထားတယ်တချို့ဟာရယ်ဆိုရင်100ထားတယ်120ထားတယ်ဆိုတော့ကျွန်တော်တို့အဲအဆင်ပြေသလိုကျွန်တော်တို့ချိန်လို့ရတယ်အဓိကတော့ကျွန်တော်တို့ အဲ CMYK ပြောင်းရမယ်ပေါ့နော်တကယ်လို့မြတ်ကျွန်တော်တို့ဟိုတချို့ဒီဇိုင်းတွေပေါ့နော်အ RGB နဲ့ဆွဲရယ်ဆွဲပြီးတော့မှအာ BB ဆိုတော့မှ CMYK ပြောင်းပြီးတော့ color နည်းနည်းလေးအချိန်လိုက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ CMYK မှာကြတော့ဒီအဲတချို့ adjustment တွေပေါ့နော် color ချိန်တဲ့ဟာတွေဆိုရင် CMYK မှာမပါတော့တကယ်လို့မြတ်အဲ့ကျွန်တော်တို့ print ထုတ်မဲ့ဟာတခု RGB နဲ့ဆွဲပြီးတော့အာတချို့ဟာရေအာ ာလာအဆင်မပြေသွားတာတော့ဘာလို့လဲရှိတတ်တယ်ပေါ့နော်ဆိုတော့ save အဖြစ်ဆုံးကကျွန်တော်တို့အဲ print ထုတ်မဲ့ design တွေဆိုရင် CMYK နဲ့ဆွဲတာပို့ပြီးတော့ save ဖြစ်တယ် file save တဲ့နေရာကိုသွားလိုက်မယ်ပေါ့နော်ကျွန်တော်တို့ file save တဲ့နေရာမှာအာ lesson 6ပေါ့နော်သင်ခန်းစာ6မှာကျွန်တော်တို့ပြောခဲ့တဲ့ဟာဘယ်လို save လုပ်ရမလဲပေါ့နော်ဒီနေရာမှာဒီပုံမှာပေါ့နော်ဒီ photoshop ကိုဖွင့်လိုက်ပြီဆိုရင်ဒီ file ကိုဖွင့်လိုက်ပြီဆိုရင်ကျွန်တော်တို့အာခုနကအာ ကျွန်တော်လှုပ်တုံးမှာပေါ့နော် ကျွန်တော်လှုပ်တုံးမှာဒီ transparent လှုပ်ထားတဲ့ဟာပေါ့နော် transparent ဆိုတာကအဲအနောက်မှာဘာမှမရှိတော့ဘူးကျွန်တော်တို့ဒီပုံတစ်ခုပဲရှိတယ်အဲအဲ့ဒါကိုကျွန်တော်တို့ transparent လှုပ်ခေါ်တယ်အဲဒီနေရာမှာပေါ့နော်ကျွန်တော်တို့ဒီဟာတော့တေချာဖြတ်ထားတာတော့မဟုတ်ဘူးဒါပေမဲ့သဘောတရားအဲဒီဒီပုံကိုအာကျန်တဲ့နေရာပေါ့နော်ကျန်တဲ့နေရာမှာ အဲလူပုံပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဒီအဲ selection ပေးထားတဲ့ပုံတစ်ခုခုကိုကျွန်တော်တို့အဲဂျန်တဲ့နေရာမှာတုံးကျင်တယ်အဲ့ဒါကိုကျွန်တော်တို့ selection လဲထပ်မပေးချင်တော့ဘူးအဲဒီအနောက်ခံတွေလုံးဝဖျောက်ထားတဲ့ဟာပေါ့နော်အဲ့ဒါကို export ထုတ်ချင်တယ်ပေါ့နော် export ထုတ်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒီနေရာမှာအာ layer နေရာမှာပေါ့နော်ဒီမှာ right click ထောက်လိုက်ရင် quick export as ဆိုတာရှိတယ် png ပေါ့နော်ဒီဟာရှိတယ် download ထားလိုက်မယ် okay ဒီမှာဒီမှာပေါ့နော် background copy ဆိုထားတဲ့အတိုင်းပဲဒီနေရာ background copy ဆိုပြီးတော့ png နဲ့ထွက်လာတယ်ဒီမှာကြည့်လိုက်ဘာအနောက်ခံဘာညာမပါတော့ကျွန်တော်တို့ခုနထုတ်ထားတဲ့အတိုင်းပဲရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော် png ဒီလိုလဲထုတ်လို့ရတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ png ထုတ်ပြီဆိုရင်ဒီ ကျန်တဲ့ဟာမျက်စိမိတ်လိုက်မယ်မိတ်လိုက်ပြီဆိုရင်ဒီမှာအဲ save as a copy ဆိုပြီးတော့ဒီနေရာမှာ format နေရာမှာကျွန်တော် photoshop မဟုတ်တော့ဘဲနဲ့ကျွန်တော် png ဆိုပြီးတော့နေလို့ရတယ်ဒီနေရာမှာ okay နေလိုက်မယ်ဟာဒီမှာကြည့်လိုက်ကျွန်တော်တို့ transparent နေရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ အဓိကကျွန်တော်လူပုံတွေပါနော်လူပုံတွေ selection ပေးလိုက်တယ်ပေးပြီးရင်ကျွန်တော်တခြားပုံတွေမှာထပ်သုံးနေတယ်ဆိုရင်ဒီလိုမျိုး export လုပ်ထားလို့ရရယ်ပေါ့နော်ကျွန်တော်တို့ Photoshop မှာအဲ save လုပ်တဲ့ဟာနီးလန့်အများကြီးရှိရယ်ပေါ့နော်ဒီ file ကိုဖွင့်လိုက်တယ်ဖွင့်ပြီးတော့ထပ်ပြီးတော့တေးလိုက်ပဲဒီဟာကိုကျွန်တော်အဲဒီ file မှာပဲ update လုပ်ခြင်းတယ်ဆိုရင်ကျွန်တော်တို့ဒီ file နေရာမှာ save လုပ်လိုက်ရုံပဲ save လုပ်လိုက်ပြီဆိုရင် ကျွန်တော်နောက်ဆုံးလုပ်ထားတဲ့ဒီ version ပဲကျွန်တော်တို့ဒီ file က save လုပ်သွားတယ်တကယ်လို့များကျွန်တော်တို့ဒီဟာကိုအဲ backup လုပ်ချင်တယ်ပေါ့နော်ဒီမှာ save save as a copy ကြည့်တယ် save as a copy နေရာမှာကျွန်တော်တို့ဒီ copy လုပ်မလားဒီသူ့ဟာသူ copy တခါရဲ့နာမည်မှာပေးထားရပါတော့เนาะအဲ copy မလုပ်မလားအဲ့ဒါမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ backup ဆိုပြီးတော့ကျွန်တော်တို့ hit လုပ်ထားတယ်ဒီ save as a copy ကကြာတော့ကျွန်တော်တို့အဓိကဒီဟာ ဆွဲနေရင်တန်လန်းကိုနောက်တစ်ခုအနေနဲ့ထားခြင်းနာ copy ထပ်ပွားလိုက်တဲ့တဘောပေါ့နော်โอเคအဲ့ဆိုရင်ကျွန်တော်ဒီဟာကို backup လုပ်ကြည့်လိုက်မယ် save လုပ်လိုက်ဒီမှာပေါ့နော် photoshop ရှိတယ်ဒီမှာ save လုပ်လိုက်မယ်အဲ့ဆိုရင်ကျွန်တော် backup ကိုသွားလိုက်တယ်ဒီမှာရှိပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ပထမ backup ဒီမှာ backup မရှိတဲ့ဟာပေါ့နော်ဒီဟာကိုကျွန်တော်တို့ကြိုက်သလိုပြင်လို့ရတယ်အာဒီနေရာမှာ သူ့ရဲ့ file extension တွေအများကြီးရှိတယ်ဥပမာ Photoshop ရှိတယ်ဒီမှာအဲ Lens document ရှိတယ်နေက PSB ပေါ့နော်ပြီးကြရင် ကျွန်တော်တို့ JPEG ရှိတယ်အာအဓိကသုံးတဲ့ဟာပေါ့နော် JPEG ရှိတယ် PNG ရှိတယ် Photoshop PDF လည်းရှိတယ်ပေါ့နော် ကျွန်တော်တို့ဒီ PNG နဲ့ထုတ်တယ်ဒါပေမဲ့ transparent မဖြစ်ဘူးဆိုရင်မလုပ်လဲဆိုတော့ကျွန်တော်နောက်ခံ background ရှိလို့ပေါ့နော်ဒီဟာပေါ့เนาะကျွန်တော်တို့ save as နေရာမှာ last document format ရှိတယ် ကျွန်တော် Photoshop ကအာသူရဲ့ original ဒီဒီဒီ file site ပေါ့နော်ဒီအပြင်မှာ ရှိတဲ့ဒီ file site ကဥပမာဒီရဆိုရင် MB 20လောက်ပဲရှိတယ်ပေါ့နော်တချို့ဒီ print design တွေတတော်များများ print design တွေကဟိုကြီးရဟာရှိတယ်ပေါ့နော်တတော်ကြီးရအဲ့လိုဟာရဆိုရင်ကျွန်တော်တို့ file site ကဟို3 git 4 git အဲ့လိုမျိုးရှိတယ်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့အဲ PSD မဟုတ်တော့ဘဲနဲ့ PSB ်ဟောနော်ဥပမာဒီနေရာမှာ last document ဆိုပြီးတော့ဒီ format နဲ့ထပ်ပြီးတော့လောက်ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ PSD ကသူ့မှာ size limit ရှိတယ်ဒီ last format ဆိုရင် PSD မှာ တခါရဲ့သူ့ရဲ့ extension နဲ့ PSD မဟုတ်တော့ဘဲနဲ့ PSB ဖြစ်သွားတယ်ပေါ့နော်ဒီမှာကျွန်တော်တို့အဲ့အဲ့နဲ့ပြောင်းလို့ရတယ်ပြီးကြရင်ပေါ့နော် ကျွန်တော်တို့ဒီပုံကို PDF အနေနဲ့ထုတ်ချင်တယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ save as ဆိုပြီးတော့ဒီနေရာမှာ အဲ Photoshop PDF ဆိုပြီးတော့ပြောင်းလို့ရတယ်ဒီမှာအဲအမေပါနော်โอเคဒီနေရာ preserve editing ပေါ့နော်ဒီကျွန်တော် preserve မလုပ်ဘူးဒီမှာ compression လဲကျွန်တော်တိုက်သလိုချိန်လို့ရတယ်โอเคကျွန်တော် save PDF ဆိုပြီးတော့ထားလိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်ပြန်ဖွင့်လိုက်မယ်ပေါ့နော်โอเคဒီပုံက PDF ဖြစ်သွားတယ် tiff ရှိတယ် TIFF ကြတော့ကျွန်တော်တို့အာ file size အဒီ Photoshop လိုမျိုးပဲ Photoshop လိုမျိုးပဲအတူတူပဲ ဒါပေမဲ့ Photoshop ပဲမဟုတ်ဘူးကျန်တဲ့ဒီ raster base software တွေမှာပြန်ပြီးတော့တုံးလို့ရတယ်ပေါ့နော် universal အနေနဲ့သူ့ layer တွေရောသူကထိမ့်ပေးထားတယ်ဒီ png တို့ပေါ့နော် save as a copy ဆိုပြီးတော့ png တို့အာကျန်တဲ့ဒီ jpeg တို့နဲ့ထုတ်ပြီးဆိုရင် तू က edit လုပ်လို့မရတော့ဒီပုံကိုဒီပုံအနေနဲ့ထွက်လာတယ်။သူ့မှာပြန်ပြီးတော့ edit လုပ်လို့မရတော့ဘူးပေါ့နော်။အဓိကအာဘာကွာလဲဆိုရင် save လုပ်လိုက်ပြီးဆိုရင် ဒီ file နေရာမှာဒီဟာကို update လုပ်ခြင်းနဲ့ဆိုရင် save လုပ်လိုက်အောင်မယ် control s ပေါ့နော်အဲဒီ save as ကတော့ကျွန်တော်တို့ဒီဟာကျွန်တော်တို့ဆွဲနေရင်တန်လန်းအောင်မှဟိုနောက်တစ်ခုအဲပွားခြင်းနဲ့ဟာမျိုးပေါ့နော်ဒီ save as copy ကြတော့ကျွန်တော်တို့ file အဲဒီ format တွေတော်တော်များများရတယ်ပေါ့နော်ပုံတွေရော PDF ပြောင်းလာတော့အကုန်လုံးဒီ PNG version နဲ့ထုတ်လို့ရတယ် page back ရတယ်ပေါ့နော် gif file နဲ့ရတယ်အကုန်လုံးရတယ်ပေါ့နော်ဒီမှာပြရတဲ့ဟာတွေနဲ့အကုန်လုံးထုတ်လို့ရတယ် export ဆိုတာရှိတယ် export နေရာမှာဒီမှာခုန quick png နဲ့အတူတူပဲပေါ့နော်ပြီးကြ export as ရှိသေးတယ် export as နေရာမှာကျွန်တော်တို့အဲ png သုံးမလား jpeg သုံးမလားပေါ့နော်ကျွန်တော်တို့ကြိုက်တယ်လို့သုံးလို့ရတယ်အဒီနေရာမှာ quality လည်းကျွန်တော်မြင်လို့ရတယ် quality မြင်ရင်ဒီမှာလည်း file size လည်းကြီးလာတယ်ပေါ့နော်တခုရှိတာကကျွန်တော်တို့ output ယူထားတဲ့ပုံတွေဆိုရင်ကျွန်တော် export as နဲ့မဖြစ်မနေ export ထုတ်ရတယ်အဲ့ဒါပါပဲ တန်တဲ့ဟာရင်းနဲ့ကွာတာပေါ့နော်အဲအဲ့ဒါတခုပါပဲဆိုတော့ကျွန်တော်တို့ပုံလဲထုတ်တက်ပြီး file တက်လဲယူလို့ရပြီဆိုရင်ကျွန်တော်တို့ Photoshop basic ကဒီလောက်ပဲပေါ့နော်ပြောပြတယ်ဆိုရင်လောက်ပဲပေါ့နော်သူများတွေလိုလဲဟိုစကားပြောတာတင်ပေးတာမကြမ်းကြမ်းပါဘူးဒါပေမဲ့ဒီ ठी ရောက်အောင်ဟိုကြည်ပေးတဲ့အတွက်အကုန်လုံးဟိုကျေးဇူးတင်ပါတယ်လို့အများကြီးထပ်ပြီးတော့စူးစမ်းပါမယ်ပေါ့နော်ဆိုတော့ဆက်လက်ပြီးတော့စောင့်ကြည့်ကြပါအောင်လို့ကျေးဇူးပါ